ကီလိုမီတာတထောင်ထိသွားနိုင်တဲ့ပြည်တွင်းထုတ်သေးကန်ဒရုန်းတွေနဲ့စတိုက်တော့မယ်လို့ယူကရိန်းကကြေညာလိုက်ပါတယ်။ယူကရိန်းစစ်တပ်ဟာဒရုန်းတိုက်ခိုက်မှုမှာအဆင်မြင့်ဆုံးဖြစ်လာတဲ့ဒီနည်းပညာမြင့်မားလာပြီးတော့တာမန်တာဝေးပစ်ဒရုန်းတွေထံနှစ်ဆပူဝေးတဲ့ပြစ်မှတ်ကိုပြစ်ခတ်နိုင်ပြီးတော့ထုတ်လုပ်မှုကုန်ကျစရိတ်ထောက်ဝက်ကျော်တက်တာတဲ့တာဝေးအသေးကန်ဒရုန်းတွေတိုက်ခိုက်ပြီးစတင်ပြစ်ခတ်တိုက်ခိုက်တော့မှာဖြစ်ကြောင်းသိပေးကြေညာသွားပါလိမ့်။ lower stage ခြေစိုက်စခန်းတစ်ခုမှာ Ukraine ထုတ်နေတဲ့196 Lushnya တာဝေးပစ် drone တွေဟာယနေ့ခေတ်တာမန် drone ကီလိုမီတာ900ခေတာပစ်ခတ်နိုင်ခြင်းကီလိုမီတာ1000กว่าဝေးထိပစ်နိုင်ပြီးထုတ်လုပ်မှုစက်ရုံများမှရရပစ္စည်းတွေနဲ့ထုတ်တဲ့အတွက်ကုန်ပြစိတ်ကလည်းတာမန်တာဝေးပစ် drone တွေထက်တဝက်မကတက်တာလေလို့ Ukraine lower drone ထုတ်လုပ်ရေးတပ်မှုကပြောပါတယ်အင်အားကြီးရုရှားတပ်တွေကိုတိုက်ခိုက်ရတဲ့စစ်ပွဲမှာ မယိုးရှင်းတဲ့နီးပြူဟာနဲ့သာတိုက်ခိုက်မယ်လို့တန်ရစ်ထံချထားတဲ့ယူကရိန်းဟာရုရှားနိုင်ငံတွေ့ပိုင်းမဟာဗျူဟာကြတဲ့ရင်းနှီးတိုးလောင်ယုံနဲ့ရင်းနှီးချက်စုံတွေကိုအဓိကပြစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ရုရှားရဲ့ရင်းနှီးရင်းမြစ်20ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဇီလန်စကီကထုတ်ပြောထားပါတယ်။တကယ်လို့အင်အားကြီးမားတဲ့ရင်းနှီးရုရှားကိုတမယိုးကျနီးပြူဟာနဲ့တွားတိုက်ရင်တော့တေချာပေါ့ယူကရိန်းဟာစစ်ပွဲမှာရှုံးမှာဖြစ်ပါတယ်။ဒါကြောင့်မယိုးရှင်းတဲ့နီးပြူဟာကိုရွေးချယ်ရတာဆိုပါတယ်။ ရုရှားတပ်တွေလုံးဝမထင်ထားတဲ့ပုံစံနဲ့တိုက်ခိုက်ရမယ်လို့ဆိုပါတယ်။ရုရှားရင်နဲ့ဂျက်ဆေ26ကိုယူကရိန်းဒရုန်းတွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းလည်းအစိုးရကစာမှာဖော်ပြထားပါတယ်။အခုပြည်တွင်းထုတ်အသေးကတာဝေးဒရုန်းတစ်စီးကုန်ကျစရိတ်ဟာဒေါ်လာ9500သာကုန်ကြပါတယ်။တာမန်တာဝစ်ဒရုန်းတစ်စီးကုန်ကျစရိတ်ကဒေါ်လာ3000တောင်းမှဒေါ်လာ3000ကျားကုန်ကြပါတယ်။ခီးမိုင်နဲ့နှစ်ဆပိုပြစ်နိုင်တဲ့အတွက်နိုင်ငံကုန်ယူစရာထုတ်လုပ်မှုလို့သမ္မတဇီလန်စကီကကြေညာပါတယ်။ ယူကရိန်းဟာပူတင်ရဲ့83နှစ်ပြောင်းမွေးနေ့နဲ့တိုက်ဆိုင်ပြီးယူကရိန်းနိုင်ငံမှာမိုင်ပေါင်း1200กว่าမှာရှိတဲ့ဆိုင်ဘေးရီးယားခြေစိုက်ရင်းနှီးချက်စုံကြီးကိုဒရုန်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့နိုင်တယ်လို့2025ဩဂုတ်လကနေဆက်နဲ့မိုင်ပေါင်း1100ကျော်กว่าမှာရှိတဲ့နောက်ထပ်ဆိုင်ဘေးရီးယားရင်းနှီးချက်စုံကြီးကိုလည်းဖောက်ခွဲတိုက်ခိုက်နိုင်တဲ့အတွက်ပူတင်အနေနဲ့စိုးရိမ်ပူပန်မှုတွေတိုးလာပြီးတခါကဘယ်ရက်မှတိုက်ခိုက်တယ်ဆိုတာကိုမသိရပါပဲ။ လေစနက်မိုင်း2009မှာရှိတဲ့ရေနံချက်စုံကြီးဖောက်ခွဲတိုက်ခိုက်ခံရလို့ပုံပြီးဆိုးထိတ်เสียဖြစ်လာပါလေ။ယူကရိန်းရဲ့ drone တွေဟာရုရှားအတွက်တော့အိမ်မဆိုးလို့ဖြစ်နေပါလေ။ဘယ်အချိန်ဘယ်နေရာကပေါ်လာမလဲဆိုတာစိုးရင်ပူပန်နေရတဲ့အနေအထားဖြစ်ပါလေ။ဒါပေမဲ့ရေရှည်စစ်ပွဲမှာတော့အင်အားများတဲ့ရုရှားဘက်တွေကအသာစီးရတာကလည်းအမှန်တရားပဲဖြစ်ပါတယ်။အခုယူကရိန်းရှိတဲ့ပိုခရော့မြို့မှာဆိုရင်ရုရှားတပ်တွေနဲ့ယူကရိန်းတပ်တွေကထွေးလုံးရစ်ပတ်ပြစ်ခတ်တိုက်ခိုက်နေရပါလေ။ ပိုခရောမျိုးအပြည့်စည်တွေကြနှစ်ဖက်တက်တွေကအကုန်ပိတ်မိနေတဲ့အနေအထားမှာရှိပါတယ်။အစာရေးစားငမုတ်မှုတချို့တော့မှရှိနေပါတယ်။ရုရှားကပိုခရောကိုပြေဝသိမ်းပတ်နိုင်ဖို့မြောက်ပိုင်းကိုချီတက်နေကြောင်းပြောပေမဲ့ယူကရိန်းစစ်တပ်ကမိမိတို့တပ်ဖွဲ့တွေကရုရှားတပ်နယ်များနယ်မြေအသစ်ထမရစေဖို့ပြင်းထန်တိုက်ပွဲဝင်နေတယ်ပြောပါတယ်။ပြီးခဲ့တဲ့သတင်းအရဆိုရင်ရုရှားကွန်မန်ဒိုတွေဟာပိုခရောရှေ့ပိုင်းကိုဝင်လာပြီးအစောဝင်ထဲမှာတိုးပြီးတော့ဝင်စီးထားတဲ့အနေအထားရှိပါတယ်။ ကိုခရော့ကိုရုရှားကဝိုင်းထားတာဟာတစ်နှစ်နီးပါးကြာပါပြီ။ဒါပေမဲ့လုံးဝနဲ့မဝင်နိုင်သေးပါဘူး။ဒီပိုခရော့ကိုရဖို့တော့ရုရှားစစ်သည်တောင်းနဲ့ချီလဲသိမ်းပြီးပြီဖြစ်ပါတယ်။ယူကရိန်းကတော့မိမိတို့တပ်ဖွဲ့တွေကမဟာဗျူဟာမြောက်အရှေ့ပိုင်းမြို့ပိုခရော့မှာလက်ခဲတဲလက်ချီနေတဲ့ဂျုံနေရာကြောင်းဝန်ခံထားပါတယ်။ တချင်ကယူကရိန်းစစ်တပ်အတွက်အဓိကထောက်ပံ့ရေးဗဟိုချက်ဖြစ်တဲ့ပို့ခရော့ကိုရုရှားကသိမ်းဖို့ကြိုးစားနေတာလည်းတော်တော်များပြီဖြစ်ပါတယ်။ယူကရိန်းရဲ့စစ်မှုနယ်မြေဖြစ်တဲ့ဒွန်ဘတ်ဒေသရဲ့ကြံရှိတဲ့ဆရာခံတော်ကိုသိမ်းနိုင်ဖို့ပို့ခရော့ကအရေးကြီးတဲ့ခြေလှမ်းပါ။ဒွန်ဘတ်ကိုသိမ်းနိုင်ရင်ဟာရုရှားရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တွေအနက်တစ်ခုဖြစ်ပါတယ်။ရုရှားကဝေဝန်ကြီးဌာနကချေမွေးရေးဖွဲ့နှစ်ဖွဲ့ဟာမြို့ရဲ့နေရာအများအပြားမှာရှိတဲ့အဝိုင်းခံထားတဲ့ယူကရိန်းတပ်တွေကိုရှင်းလင်းနေပြီးမြောက်ပိုင်းကိုဆက်ထိုးစစ်ဆင်နေပါတယ်။ ရုရှားတပ်တွေကပိုခရိုမျိုးအရှိတောင်မရှိစခန်းများမှာယူကရိန်းတပ်ဖွဲ့တွေကိုရှင်းနေရပြီးပိတ်ဆို့ထားမှုဖောက်ထွက်ဖို့ကြိုးပမ်းမှုတွေလည်းဟန်တားနေရပါတယ်။ပိုခရိုမှာတပ်ဖွဲ့တွေဝိုင်းခံထားတဲ့ဆိုတဲ့တင်ကိုယူကရိန်းဘက်ကညင်ထားပြီးပုံမူကျပြတဲ့ area မှာရှိတဲ့ထောက်ပံ့ပို့ဆောင်ရေးလက်ကြောင်းတွေလုံခြုံမှုရှိစေဖို့ကာဝေးရင်ရုရှားစစ်သားတွေဝင်မလာနိုင်စေဖို့သာစူးစမ်းနေတယ်ပြောပါတယ်။ပိုခရိုမျိုးတဲ့ကျူးတော်မှုစူးစမ်းတဲ့ရန်သူတွေကိုတားဆီးဖို့အစီအမံတွေချမှတ်နေပါတယ်လို့ယူကရိန်းစစ်ဦးစီးချုပ်ယုံကကြေညာချက်ထုတ်ထားပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီကပိုခရော့မြို့အနီးတွင်းဟာပြင်းပြင်းထန်ထန်တိုက်ပွဲတွေနဲ့ကြုံနေရပေမဲ့မြို့တွင်းမှာရှိတဲ့ရုရှားစစ်တီ300ခန့်ဟာ24နာရီအတွင်းရှေ့ဆက်မတိုးနိုင်ခဲ့ကြောင်းနဲ့ကူပီယက်မြို့မှာလည်းရုရှားစစ်သား60ခန့်သာရှိကြောင်းပြောပါတယ်ဇီလန်စကီကအခြေအနေမှကိုမသိပဲစိုးရင်ရတဲ့ယူကရိန်းတပ်ဖွဲ့ရဲ့အခြေအနေကိုရည်ရွယ်ချက်ရှိဖုံးကွယ်ဖို့ကြိုးစားနေကြတာဖြစ်တယ်လို့ရုရှားကဝေယုံကြီးဌာနကပြောပါတယ်ယူကရိန်းတပ်တွေကနေရာနှစ်ခုလုံးမှာပိတ်ဆို့ခံရရပြီး သူတို့မှာလက်လက်ချချင်းကလွယ်လို့တခြားခွင့်ရမရှိဘူးလို့ရုရှားကပြောပါတယ်။ဒါအပြင်စစ်မြေပြင်ကအလုံးစုံပိတ်ဆို့ထားတဲ့အခြေအနေကြောင့်အားရဘလို့ဖြစ်လဲဆိုတာသိဖို့ခရင်ကြောင်သတင်းဌာနတွေကတော့ပြောပါတယ်။ပို့ခော့ကိုတင်ပိုက်ခြင်းဖြင့်ဒေါ်နက်ဒီတောင်မှာရှိတဲ့ယူကရိန်းထိန်းထားတဲ့အကြီးဆုံးမျိုးနှမျိုးဖြစ်တဲ့ Kramatorsk နဲ့ Slovyan မျိုးတွေရှိရမြောက်ပိုင်းကိုချီတက်ဖို့လမ်းပွင့်သွားမယ်လို့ရုရှားကပြောပါတယ်။ပို့ခော့ကိုသာရရင်တော့ပြက်စီးနေတဲ့အာဖရိကမျိုးကိုလည်း 2024နှစ်အစောပိုင်းကသိမ်းပိုက်ပြီးနောက်ပိုင်းရုရှားအတွက်အရေးပါဆုံးနောက်ထပ်နေမြေထပ်မံသိမ်းပိုက်နိုင်မှုဖြစ်ပါတယ်။ရုရှားတပ်တွေဟာတခြားမြို့တွေမှာရှေ့မျက်နှာစာကတိုက်ခိုက်ရပေမဲ့ပိုခရွန်နဲ့ကူပီယက်မြို့တွေမှာတော့ယူကရိန်းတပ်တွေအားဘင်းညာတောင်ပိုင်းမှာဝိုင်းရံပိတ်ဆို့တဲ့နေကိုတုံးနေပါတယ်။ရုရှားတပ်ဖွဲ့ငယ်တွေနဲ့ဒရုန်းတွေဟာလည်းယူကရိန်းထောက်ပံ့မှုဆောင်ရွက်ကိုအနောက်ရှက်ဖြစ်စေပြီးယူကရိန်းစစ်ကြောင်းတွေနောက်မှာဖျော်ဖျဲခြင်းတွေဖြစ်အောင်ဖန်တီးနေရပါတယ်။ စစ်ရေးမြေပေါ်နေရရုရှားတပ်တွေကပို့ခရော့ကိုကီလိုမီတာနဲ့ငယ်ကွာမှဝိုင်းရပိတ်ဆို့ထားပြီးကူပီယံမြို့ကိုတွားရအဓိကလမ်းမကြီးတန်းချီတရင်အဓိကကြတဲ့နေရာတွေကိုသိမ်းပိုက်ထားပါတယ်။ယူကရိန်းရှင်းပိုင်းဒိုနက်ဒေသမှာရှိတဲ့လမ်းတွေဟာလည်းဘိုးအကျဖြစ်တဲ့ပို့ခရော့မှာစစ်မဖြစ်မီကလူဦးရေ6000ကျော်နေထိုင်ပါတယ်။အခုကလူများစုဟာဆစ်ရှောင်သွားပြီးဘေးလွတ်ရာကိုရှောင်လက်နေထားမှရှိပါတယ်။အရသာနဲ့ရသာကြံမာတော့တယ်အဆောင်အကုန်လုံးဒီဘက်ကလည်းပြည့်စည်နေပါတယ်ရုရှားဟာဒွန်ဘက်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ဖို့ကြိုးပမ်းနေတဲ့အပြင် ခါကီနဲ့နီပထရိုပတ်ဒေတာတွေကိုလည်းဒီရှိပြချစ်တက်နေပါတယ်။ယူကရိန်းနဲ့မြေ16ရာခိုင်နှုန်းကျော်ဒါမှမဟုတ်စတူရန်ကီလိုမီတာပေါင်း4000ရှစ်အခန့်ကိုထိန်းချုပ်ထားကြောင်းရုရှားစစ်တပ်ကပြောပါတယ်။ယူကရိန်းမျိုးပုံတွေမှာလည်းအလားတူနိုင်ရှင်ဖော်ပြထားပြီးလွန်ခဲ့တဲ့နှစ်နှစ်နိုင်ရှင်ရုရှားထိန်းချုပ်ထားတဲ့နေမျိုးတွေကအနည်းငယ်တိုးလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ယူကလီးယားထိပ်ဥကိုတည်ဆောင်နိုင်တဲ့တိုက်ချင်းပြစ်တွန်ကြီးကိုစံသက်ပြစ်ခတ်ခဲ့ကြောင်းအမေရိကန်ကသတင်းထုတ်ပြန်ပါတယ်။ယူကလီးယားထိပ်ပိုးတဲ့ဆောင်းနေတဲ့မင်းနစ်မန်ထရီတိုက်ချင်းပြစ်ဒုံကြီးကိုနိုဝင်ဘာ9ရက်နေ့မှာအောင်မြင်စွာစံသက်ပြစ်ခတ်နိုင်ခဲ့ကြောင်းအမေရိကန်အာကာသလေကြောင်းတပ်ဖွဲ့ကသတင်းထုတ်ပါတယ်စံသက်ပြစ်ခတ်မှုကယ်လီဖိုးနီးယားမှာရှိတဲ့ဘန်နန်ဘတ်အာကာသတပ်ဖွဲ့စခန်းမှာပြုလုပ်ခဲ့ပြီးမင်းနစ်မန်ထရီတိုက်ချင်းပြစ်ဒုံကြီးဟာမိုင်မောင်း၄000ကျော်မှရှိတဲ့ပြစ်မှတ်ကိုရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် GD25 follow အမည်ပေးထားတဲ့ခုပြစ်ခတ်စံတမောဟာအမေရိကန်မျိုးသားကာကွယ်ရေးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့တိုက်ချင်းပြစ်ဒုံးကျည်စနေရဲ့ယုံကြည်စိတ်ချရမှုအသိဖြစ်မှုနဲ့တိကျမှုတွေကိုအကဲဖြတ်ဖို့ဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်သမ္မတထရန့်ဟာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့မတွေ့ဆုံခင်လေးတဲ့အမေရိကန်အနေနဲ့နျူကလ িয়ার လက်နက်စမ်းသပ်ဖွဲ့ရှိကြောင်းအရေးအမို့ပြောလာတာဖြစ်ပါတယ်။ အဲဒီနောက်စံသက်ဖို့အတွက်အမေရိကန်အားပင်တဂွန်စစ်ဌာနချုပ်ကိုတိုက်ရိုက်အမိန့်ပေးထားကြောင်းထရန့်ကပြောပါတယ်။ဒါဟာအလွန်အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ပြိုင်မဲ့နိုင်ငံတွေကနျူကလ িয়ার ငွေမြူနဲ့ပတ်သက်ပြီးစံသက်နေတဲ့အချိန်မှာအမေရိကန်အနေနဲ့ဒီတိုင်းထိုင်ရတာလက်ပိုက်ကြည့်နေနိုင်ဘူးလို့ထရန့်ကပြောပါတယ်။အဲဒီနောက်ပိုင်းမှာအမေရိကန်ဘက်ကနျူကလ িয়ার စံသက်မှုတွေပါ လုပ်လာတာဖြစ်ပါတယ်။အမေရိကန်နျူကလ িয়ার စံသက်မှုတွေကိုရုရှားကစောင့်ကြည့်နေပြီး တကယ်လို့အမေရိကန်ကသာစပြီးလုပ်မယ်ဆိုရင်ရုရှားကလည်းချက်ချင်းတုံ့ပြန်စမ်းသပ်ရမယ်လို့ရုရှားသမ္မတပူတင်ကလုံခြုံရေးကောင်စီရေးပေါ်ဆွေးနွေးပွဲမှာပြောပါတယ်ရုရှားလုံခြုံရေးကောင်စီရေးပေါ်ဆွေးနွေးပွဲကိုနိုဝင်ဘာ9ရက်နေ့ကလုပ်ခဲ့တာပါရုရှားအနေနဲ့နျူကလ িয়ার စမ်းသပ်မှုနဲ့ပတ်သက်တဲ့စာချုပ်ပါအချက်အလက်အားလုံးကိုလေးစားလိုက်နာဆဲပါဒါမဲ့စာချုပ်ကိုလက်မှတ်ထိုးတဲ့တခြားနိုင်ငံတနိုင်ငံကနျူကလ িয়ার စမ်းသပ်မှုတွေပြန်လုပ်မယ်ဆိုရင်ရုရှားအနေနဲ့လက်တော့ပြန်စမ်းသပ်မှုတွေလုပ်ရနိုင်မယ်လို့ပူတင်ကပြောသွားပါတယ် မေဂန်နျူကလ িয়ার ဆန္ဒမှုနဲ့ပတ်သက်တဲ့ကြေညာချက်ကိုကာကွယ်ရေးဝန်ကြီးအန်ဒရီဘယ်လူဇော့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးကရာစီယာမော့လူကြောင်ကောင်စီတွေ့မှုဗိုလ်ချုပ်ကြီးစာကေရှိုင်းနဲ့ FSB ထောက်လိုင်းအကြီးအကဲဗိုလ်ချုပ်အလက်ဇန္ဒားဘိုတာနီကော့တို့ကဆွေးနွေးတင်ပြခဲ့တယ်လို့ရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်ရုရှားသတင်းတွေမှာတော့ပူတင်ဟာသမ္မတထရန်ရဲ့စစ်ဝင်ဆောင်မှုပြန်ရအောင်နှီးပေါင်းစုံနဲ့ကြင့်သုံးနေတယ်လို့ပြောပါတယ် ဖလာဟန်ဂေရီထေဒီစနဘကိုဖျက်သိမ်းခဲ့သလိုယူကရိန်းစစ်မြေပြင်ချီနေတဲ့ပတ်သက်လို့ရုရှားဆိုရပြောတာတွေကိုလည်းစိတ်ဝင်စားမှုလုံးဝမရှိတော့ဘူးလို့ဆိုပါတယ်။ဒါဟာပူတင်အတွက်မကောင်းဘူးလို့ပြောပါတယ်။ဒါကြောင့်ထွန်းရဲ့စိတ်ဝင်စားမှုကိုပြန်ရအောင်ရုရှားအနေနဲ့ဆက်လုပ်နေတဲ့သဘောထားဖြစ်ပါတယ်။ဒေါ်နယ်ထွန်းရဲ့ယူကရိန်းဆန္ဒမှုပြောဖို့တော့ရုရှားလုံခြုံရေးကောင်စီဒူအိုခရာဒီမီထရီမက်ဗီဒက်ကအမေရိကန်သမားထွန်းပြောခဲ့တဲ့ယူကရိန်းဆန္ဒမှုဆိုတာဘာလို့ဆိုလို့လဲဆိုတာဘယ်သူမှမသိနိုင်သလို ထရန့်ကိုတိုင်တော့သိပုံမရဘူးလို့ပြောပါတယ်။ဘာလို့ဆိုလိုမှန်းမသိဘူးမဲ့ထရန့်နျူကလ িয়ার ဆန်သက်မယ်ဆိုလည်းပြောစကားကြောင့်နောက်ဆက်တွဲအကျိုးဆက်တွေပေါ်ပေါက်မှာတော့အမှန်ပါပဲ။သူကအမေရိကန်သမ္မတဖြစ်လို့ပါလို့ပြောပါတယ်။ထရန့်စကားကြောင့်မဲ့ရုရှားအနေနဲ့လိုအပ်ရင်နျူကလ িয়ার ဆန်သက်မှုတွေပြေဝလုပ်နိုင်ဖို့ဖိအားပေးခံနေရပြီလို့မန်ဗီဒက်ကဆိုပါတယ်။လွန်ခဲ့တဲ့ရုရှားတရင်းနေ့မှာတော့ယူကရိန်းထူးစစ်စီရင်ကတဲ့ကနျူကလ িয়ার နဲ့အမြဲချင်းချောက်တဲ့မန်ဗီဒက်ဟာဒေါ်နယ်ထရန့်နဲ့တွေ့မှာ နျူကလ িয়ার နဲ့တံပြန်ချင်းချောက်ခံရတဲ့အခြေအနေကိုရင်းဆိုင်နေရကြောင်းဖော်ပြနေကြပါတယ်။အမေရိကန်အစိုးရစံချိန်တွေရှတ်ဒေါင်းဖြစ်နေရတာဟာဒီမိုကရက်တီကြောင်းလို့ထရန့်ကပြောပါတယ်။တိုက်ခန့်ဒီမိုကရက်ပါတီတွေဟာကာမီကာဇီတိုက်လေယာဉ်မှုတွေလိုပဲကိုကိုတိုင်ထိခိုက်ခံပြီးအမေရိကန်အစိုးရကိုနှောက်ယှက်နေတယ်လို့သမ္မတထရန့်ကဆွဆွဲဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရွေးကောက်ပွဲမှာလူအပလီကန်တွေကနေရာအားလုံးမှာရှုံးနေကြတဲ့အတွက်သမ္မတထရန့်ကတော်တော်လေးကိုစိတ်ညစ်နေတယ်ဆိုပါတယ်။ အခုလိုမျိုးရှုံးနေရတဲ့အဓိကအကြောင်းရင်းကလည်း American ဆွေးရရနေရရက်တက်နေခြင်းကလည်းဒစိတပိုင်းပါဝင်နေပါတယ်။ဒါဟာဒီမိုကရက်တွေကြောင့်လို့ Trump ကဆွဆွဲဝေဖန်ပါလေ။ American နိုင်ငံတပိုင်းမှာဆွေးရရနေရစမ်းရရနာထားမှု shutdown ကလာအရှိဆုံးအခြေအနေကြုံခဲ့ရတဲ့နောက် Trump ကလွတ်တော်မှာ budget ကိစ္စကြီးမားဖြစ်နေတဲ့ပေါ်ဒီမိုကရက်တွေကိုပြစ်ဖို့ကြတာဖြစ်ပါတယ်။လူတော်တွေမှာဆိုရ30စိတ်ညိမြတာကြောင့်အော်တိုဘတ်တရနေ့ကလေးကရှတ်ဒေါင်းဆဖြစ်ခဲ့ပြီးနိုဘာ9ရက်နေ့မှာတော့36ရက်ကြာမြင့်လာပြီဖြစ်ပါတယ် အရင်ကအကြဆုံး shutdown က2018ကုန်နဲ့2019ကုန်နှစ်ဆက်ပိုင်းကဖြစ်ပြီး35ရက်ကြာညောင်းခဲ့ပါတယ်။အဲဒီတုန်းကလည်း trend လက်ထပ်ပဲရှိပြီး trend ရဲ့ပထမလေးနှစ်သက်တမ်းမှာပါအစိုးရ shutdown ကာလမှာ federal စိုးရ agency တွေအများအပြားလုပ်ငန်းရပ်ဆိုင်းရပြီးဝန်ထမ်းတွေလည်းလာစားမရလောက်ကနေလည်းခွင့်ပြီးခင်ရတာတွေနဲ့ကြုံနေရပါတယ်။ဒီမိုကရက်တွေကစွန့်ရင်းလွန်ပါတဲ့အမေရိကန်နိုင်ငံသားအသံကဏ္ဍအတွက်ကျန်းမာရေးထောက်ပံ့မှုစည်းကို budget အသစ်ထဲမှာတက်တန်းတိုးထည့်သွင်းဖို့တောင်းဆိုထားပြီး ထရိုင်ယာရီပပ်ဘလစ်ကပါတီကတော့ဒီကိစ္စဟာအစိုးရအသုံးချင်းနဲ့ပတ်သက်မှုမရှိသင့်ဘူးဆိုပြီးပယ်ချရကနေညှိနှိုင်းဖြစ်ပြီးဘာကြအစ်အတွက်မဲခွဲမှုကလည်းအချင်းချင်းမအောင်မြင်ဖြစ်နေပါတယ်။ထရန့်ကဒါနဲ့ပတ်သက်ပြီးဒုတိယကမ္ဘာစစ်တုန်းကမဟာမိတ်သင်္ဘောတွေကိုအသေးခံပြီးထိုးစိုက်ဖောက်ခွဲတဲ့ဂျပန်ရဲ့ကမ္ဘီကာစီတိုက်လေယာဉ်မှုတွေနဲ့ဒီမိုကရက်တစ်ပါတီကအတူတူပဲလို့ခိုင်းနှံဝေဖန်သွားပါတယ်။ အတာသိရင်ကဂျပန်ခီးစမှာသူဟာကာမီကာဇီလိမှုအကြောင်းစကားဆက်ပြောဆိုခဲ့ပြီးအဲဒီလူတွေကလည်းသူတို့နဲ့သဘောတရားအတူတူပဲလို့သူယူဆကြောင်းဒီမိုကရက်တစ်ကိုယူနီထရန့်ကပြောပါတယ်သူတို့ရဲ့အလိုဆန္ဒသာပြည့်ဖို့ဆိုရင်အမေရိကန်နိုင်ငံကိုပါကြောက်ထဲဆွဲချလိုက်မယ်လို့ထရန့်ကဆိုဆိုပါတယ်ထရန့်ကဆိုရ ရှက်တောင်းဖြစ်နေတာကမပြေစင်နိုင်ဘူးဆိုရင်အမေရိကန်နိုင်ငံသား42သန်းလောက်အတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေကိုထောက်ပံ့ပေးနေတဲ့အစိုးရရမုံငွေစည်းတစ်ခုကိုနှစ်ပေါင်း60အတွင်းပထမဆုံးတင်ဆန်းကန်းရဖို့ရှိတယ်လို့တတိပေးနေပါတယ် ။လလောဆက်မှာရှစ်တောင်းကြောင့်လေကြောင်းထင်းထင်းထန်ထန်ဝင်နေတဲ့လက်ခွင့်ထားရပြီးနိုင်ငံရဲ့လေကြောင်းသိပ်ပို့ဆောင်ကဏ္ဍဟာရှုပ်ထွေးမှုနှောင့်နှေးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ကမ္ဘောဒီးယားကကြားဖြန့်လုပ်ငန်းခေါင်းချုပ်ကြီးကမ္ဘောဒီးယားခေါင်းဆောင်ကြီးဟွန်ဆန်ရဲ့အနီးကပ်အကြံပေးပုဂ္ဂိုလ်တရုတ်နိုင်ငံသားချန်ဂျီနဲ့သက်ဆိုင်တဲ့သူ့ရဲ့ကုမ္ပဏီ Prince Holding Group မှပိုင်ဆိုင်တဲ့ဟောင်ကောင်ဒေါ်လာ1.5ဘီလီယံတန် ်မေဂန်ဒေါ်လာနဲ့တွက်ရင်တော့352တန်တန်မှုရှိငွေသားတွေ stock share အနေနဲ့ဂျမုံငွေတွေပါဝင်ပိုက်ဆိုင်မှုတွေကိုဟောင်ကောင်ရဲ့အဖွဲ့ကထိန်းချုပ်လိုက်တယ်လို့သိရပါတယ်ရဲတဲ့ဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကအဖွဲ့နဲ့ဆက်စပ်တဲ့ company တွေတက်ဆိုင်ရဘဏ်အစင်းကငွေဝင်ငွေထွက်တွေကိုအသေးစိတ်လေ့လာထားတယ်လို့ပြောပါတယ်အဲဒီ Prince Holding Group ဟာငွေကြေးခွာချတဲ့ရာဇဝတ်မှုတွေကိုကျွန်းလွန်းတယ်လို့သံသယရှိကြောင်းဟောင်ကောင်အာဏာပိုင်အဖွဲ့ကပြောပါတယ် အခုထိုင်ကျုံနဲ့ပိုင်ဆိုင်မှုတွေဟာရာဇဝမှုကရရှိတဲ့မျိုးတွေဖြစ်တယ်လို့ယူဆကြောင်းလဲဆိုပါတယ်။ Press Group နဲ့ပတ်သက်ပြီး Hong Kong Company 16ခုတမနေပေါ်အမေရိကန်ကနာမည်ပြည့်စင်သွင်းထားတာပါ။ Press Group နဲ့ဆက်နွယ်တဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှု Taiwan Dollar 4.5ပြီးတဲ့ American Dollar အတန်း150ကျော်သိမ်းဆည်းရမိခဲ့ကြောင်း Taiwan ရှင်းနေတွေကပြောပါတယ်။အဲ့ဒီမှာငွေကြေးခဝါချမှုနဲ့အာရမလောဟပိခိုင်းစေမှုရာဇုံနဲ့ဆက်ဆက်နေတဲ့ကွန်ရက်နဲ့ချန်ကျင်နဲ့သက်ဆိုင်နေတဲ့တန်မိုးကြီးက26စီအင်ချမ်မီနဲ့ဘန်အကောင့်တွေပါပါတယ် ။ဒါအပြင်စင်ကာပူအာနာပါနီကလည်း Prince Two နဲ့ဆက်နွယ်နေတဲ့ပိုင်ဆိုင်မှုမှာစင်ကာပူဒေါ်လာ350ကျော်မကြာသေးမီကသိမ်းယူခဲ့ပြီးဒီပိုင်ဆိုင်မှုတွေမှာအင်ချန်မြေ6ခုပန်းကောင်းတွေအစုရှယ်အကောင့်တွေနဲ့ငွေသားတွေပါဝင်ကြောင်းဒေတာတွင်းမီဒီယာတွေကဖော်ပြပါတယ်။နာပြေဟောင်ကောင်မှာအကြီးဆုံး crypto ငွေကြေးနဲ့လည်းမှုတစ်ခုကိုလည်းဆက်နွယ်ပတ်သက်နေတယ်လို့ရဲတပ်ဖွဲ့ကတန်ဆာရှိနေပါတယ်။အဲဒီငွေနဲ့ပတ်သက်ပြီးလူ80ကိုလည်း ဖန်စီထားတယ်လို့ဟောင်ကောင်ရဲ့တစ်ဖွဲ့ကပြောပါတယ်။အဲဒီမှုမှာလည်းဟောင်ကောင်ဒေါ်လာ1.6ဘီလီယံလိမ်လည်ခဲ့တဲ့ခရစ်တိုငွေကြေးအရှုပ်တော်ပုံကြီးဖြစ်ပါတယ်။ဟောင်ကောင်ငွေကြေးစာတုံးကြီးကြပ်ထိုင်းရုံးဌာနက JBatch ခရစ်တိုငွေကြေးဟာဒီ platform မှာတန်ဆရာဖြစ်ပေါ်လှုပ်ဆောင်မှုတွေရှိတဲ့အတွက် license မရှိဘဲထုတ်ကုန်တဲ့ရောင်းမြင့်တမှုတွေလှုပ်ဆောင်တယ်လို့ဆွဆွဲပြီးဟောင်ကောင်ရဲ့ဘက်ကအစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါလိမ့်။အဲ့ဒီကလေးကစာပြီးလူ80ဖမ်းဆီးပြီး16ဦးကိုတရားစွဲဆိုထားပါလိမ့်။ဒီမှုကဟောင်ကောင်မှာမကြသေးမိနစ်တွေဖြစ်ပွားခဲ့သမျ လိန်လဲမှုတွေထဲမှာအနေခံရသူအရေးအတွက်ရောလိန်လဲခံရတဲ့ငွေကြေးအရပါအကြီးမားဆုံးလိန်လဲမှုကြီးဖြစ်ပါလိမ့်ဟောင်ကောင်မှာ2023ကဥပဒေပြဋ္ဌာန်းပြီးကတည်းကလူများကိုတကယ်မရှိတဲ့ပိုင်ဆိုင်မှုတွေအတွက်ရင်းနှီးမြှုပ်နှံမှုဖျောက်ယောင်းခြင်းကြောင့်ပထမဆုံးတရားစွဲဆိုတဲ့မှုဖြစ်ပါလိမ့်အလွန်ရှုံ့ထွေးတဲ့မှုတွေရတဲ့ဖွဲ့ကပြောပါလိမ့်ဒီမှုနဲ့ဆက်နေတဲ့တိုင်ကြားမှုပေါင်း2900ကျော်လဲလက်ခံရရှိထားတာဖြစ်ပါလိမ့်တန်ရာဖြစ်သူတွေထံကသိရှိရမိတဲ့ပိုင်ဆိုင်မှုကလည်းဟောင်ကောင်ဒေါ်လာတန်း200ကျော်လောက်ရှိပါတယ် ရဲကြောအာနက်စွမ်ကစုံစမ်းစစ်မှုတွေဆက်လုပ်သွားမှာပါလို့ပြန်ဖြေပါတယ်။ရှေ့မှာလည်းနောက်ထပ်လူတွေထပ်မဖမ်းဘူးဒါမှမဟုတ်တရားစွဲတာတွေမလုပ်ဘူးလို့မပြောနိုင်ဘူးလို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေတဲမှာရောင်းမြစ်တဲ့လုပ်ငန်းတွေမှာပါဝင်ကူညီခဲ့တဲ့ဆိုရှယ်မီဒီယာမှာထင်ပေါ်ကျော်ကြားတဲ့ဩဇာကြီးသူတွေကိုယ်တိုင်ပါဝင်ပြီးလိန်လယ်မှုယာယီဘန်ကွေစင်းတွေကိုအမေရိကန်ဖွင့်ထားသူတွေလည်းအကုန်လုံးပါဝင်တယ်လို့သိရပါတယ်။အခုကမ္ဘောဒီးယားက ငွေလိမ်ကမ်းနဲ့လည်းဒါဟာဆက်နွယ်မှုရှိမရှိဆိုတာစစ်ဆေးနေတာဖြစ်ပါတယ်။ရုရှားကိုကုညီပံ့ပိုးပေးနေတယ်ဆိုပြီးထိုင်းကမ္ဘီလေးခုကိုပြတင်းကားပိတ်ဆို့လိုက်ပါတယ်။ယူကရိန်းစစ်ဘက်မှရုရှားကိုပံ့ပိုးပေးနေပြီးယူကရိန်းရဲ့တင်းကျပ်မှုကိုထိခိုက်စေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ထိုင်းကမ္ဘီလေးခုကိုပြတင်းနိုင်ငံသားရဲ့ဒဏ္ဍာရနဲ့ဖွံ့ဖြိုးတိုးတက်ရေး FCDO ရဲ့ပိတ်ဆို့မှုစီမံထည့်သွင်းခဲ့ကြောင်း The Nation ကဖော်ပြပါတယ်။ထိုင်းဆိုရမှာပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတကာမှာ နိုင်ငံပုံရိပ်ပေါ်ကြောက်နေတဲ့အနေနဲ့ပတ်သက်ပြီးတတိပေးခဲ့ပြီးထိုင်းနိုင်ငံဟာပြည်ပခါတွေပေါ်ကြားနေမှာဒါထင်းသိမ်းထားပေမဲ့အနောက်မဟာမိတ်နိုင်ငံတွေရဲ့ပြည်တွင်းဥပဒေကြောင့်ဒေသခံကုမ္ပဏီတွေထိခိုက်ခံရခြင်းမှာကာကွယ်လို့လုံးဝမရဘူးလို့ထိုင်းနိုင်ငံကြားအကောင်အထည်ဌာန DFP ညွှန်ကြားမှုချုပ်ကပြောပါတယ်ဒီပိတ်ဆို့မှုဟာထိုင်းပုဂ္ဂလိကကုမ္ပဏီတွေအတွက်တတိပေးချက်ဖြစ်ပြီးတုံ့ပြန်တဲ့အနေနဲ့ထိုင်းနိုင်ငံကြားအကောင်အထည်ဌာနဟာထိုင်းစစ်မှုလုပ်ငန်းအဖွဲ့ချုပ် ထိုင်းကုန်သည်ကြီးများအသင်းနဲ့ထိုင်းမျိုးသားတင်မောတင်မှုသူများအကောင်စီပါဝင်ထိုင်းပုဂ္ဂလိကကဏ္ဍကိုတတိပိချက်တဲ့ထုတ်ပြန်ရပါတယ်။တရင်ချက်လက်တွေဖြောင်းဝေဖို့ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့နိုင်ငံတကာကုန်သွယ်မှုကိုတတိကြီးကြီးထားဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။ဒါမဲ့ထိုင်းနိုင်ငံကကုမ္ပဏီ၄ခုဟာရုရှားအစိုးရနဲ့ဆက်နွယ်ပတ်သက်တယ်ဆိုပြီးတော့ပြည်တွင်းကတော့အရေးယူဖြစ်တဲ့နေချမှတ်နေတာဖြစ်ပါတယ်။ ပြည်တွင်းရဲ့ပိတ်ဆို့မှုဥပဒေဟာရုရှားကျူးကျော်စစ်ကိုတံမြန်မှုရွေတဲ့အနေနဲ့ပြည်တွင်းနိုင်ငံသားတွေပြည်ပိန်မဲ့ပုံနေထိုင်တဲ့ကမ်ပဏီတွေနဲ့ UK Nexus ဆိုတဲ့မြေသီးပုဂ္ဂိုလ်တို့မှမြေသီးအဖွဲ့အစည်းကိုမဆိုသတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ကုန်သွယ်မှုဗန်ဒါရေးရင်းနှီးမြှုပ်နှံမှုမှာပါဝင်ဆောင်ရွက်ခြင်းနဲ့ပတ်သက်များတားမြစ်ပါတယ်။၂၀၂၄မှာထိုင်းနိုင်ငံပြည်တွင်းနဲ့ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ6.5တိဘီလီယံ ဒါအပြင်အလားတူကာလာတို့ရုရှားနဲ့ကုန်သုံးဥတံမှုကလည်း break and dollar 1.55ဘီလီယံဘဏ်ငွေနဲ့တွဲတော့55.8ဘီလီယံထိရှိခဲ့ပါတယ်။ဘာကြောင့်ထိုင်းအနေနဲ့ American မဟာမိတ်ဖြစ်တဲ့အတိုင်းရုရှားကိုပံ့ပိုးနေတာလဲဆိုပြီးတော့ဖြစ်တဲ့ကမေးခွန်းထုတ်ပါတယ်။ရုရှားကိုပံ့ပိုးနေတယ်ဆိုပြီးထိုင်းကုမ္ပဏီ၄ခုရှိနေပြီးနောက်ဆက်တွဲဖော်ထုတ်เสียရှိတဲ့ကုမ္ပဏီများစွာလည်းရှိကြောင်းဖြစ်တဲ့ဘက်ကထုတ်ပြန်ကြေညာပါတယ်။ထိုင်းဘက်ကတော့အဲ့ဒီလိုမျိုး ကုံတမှုမှာရုရှားနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့ကုမ္ပဏီတွေကိုအရေးယူဖော်ထုတ်မယ်ဆိုပြီးတော့ထိုင်းဘက်ကပြောထားတာပဲဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးရှေးဟောင်းပြတတ်ကြီးကိုအီဂျစ်မှာစတင်ဖွင့်လှစ်နိုင်ပြီလို့သိရပါတယ်။အီဂျစ်ဖာရိုဘင်ကြီးထရက်ရဲ့ရှူရောင်းမျက်နှာဖုံးနဲ့ ကျင်းစာတဲ့ခေါင်တလာတင်းကျန်းကူတွေပါဝင်အဖိုးမဖြတ်နိုင်တဲ့ရှီဟောင်းပစ္စည်းပေါင်းတသိန်းကျော်ရှိတဲ့ကမ္ဘာကြီးဆုံးရှီဟောင်းပြတာကြီး The Grand Egyptian Museum ကိုနိုဝင်ဘာတရနေ့ကစတင်ပြီးအများပြည်သူဝင်ရောက်ကြည့်ရှုခွင့်ပြုပြီးတော့ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်ပြတဲ့အဝင်ကြက်တည်ဆောင်ခံမမှာလုံခဲ့တဲ့နှစ်ပေါင်း3000ကျော်လောက်ကအုပ်စိုးခဲ့တဲ့ဘရင်ရန်စီ2ရဲ့82တန်အလေးချက်ရှိတဲ့ရုပ်ထုကြီးခန်းနာစွာထားရှိပါလိမ့်။ရှေဟောင်းအီဂျစ်ဖာရိုဘီတူတန်ခမန်ရဲ့ရွှေခေါင်းတလားကြီးလည်းပြသထားသလို ဒီပြရကြီးပြည်စည်းဖို့နှစ်ပေါင်း20အချိန်ယူတည်ဆောက်ခဲ့ရပါတယ်ဖွင့်လှစ်ဖို့အချိန်တန်ကြံ့ကြံ့မှုတွေရှိခဲ့ရပေမဲ့စတူယန်ပေ9သိန်းကျင်ဝင်တဲ့ပြရတဲ့ဒီကိုနိုဝင်ဘာတရနေ့မှာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်ပြရတဲ့တဲမှာပဲတမိုင်ကွာဝေးရှိတဲ့ပရမစ်ကြီးတွေကိုလက်ပတ်သူတွေမြင်တွေ့နိုင်တဲ့မြင်ကွင်းမျိုးရရှိဖို့လည်းဖန်တီးတည်ဆောက်ထားပါတယ်ပြားနိုင်တွင်လွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကရှိခဲ့တဲ့ရှေးအောင်မွေနေပစ္စည်းတွေအားပြကန်းစနကူဖွင့်လက်ကကြီးစုခွဲပြုထားပေမဲ့ အီရန်နဲ့အစ္စရေးပြည်ပခါကြောင့်ဘရင်ကြီးတက်ခဲ့ပြခံကိုတော့အခုနှစ်နွေရာသီကာလအထိပိတ်ထားအောင်မယ်လို့ပြတိုက် တောင်းဆိုသူတွေကပြောပါတယ်ဒီပြတဲ့ကော2005မှာစတင်တည်ဆောက်ခဲ့ပြီး2017 RN နွေဦးဒေါ်လာရေကြောင်းအချိန်တော်ကြာဆက်လွယ်လုပ်ငန်းစဉ်တွေရပ်ဆိုင်ခဲ့ရပြီးခုမှစတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ပြတိုင်းအတွင်းလူစိတ်ဝင်စားမှုရှိဆုံးမှာတွေ့ရှိသူတွေကထူးဆန်းစွာတည်ဆောက်ရတဲ့အတွက်ဂျင်စာတဲ့ခေါင်းဒလာလို့ခေါ်ဆိုတဲ့ Faro Bean တူတန်ခမန်ယုံကျွင်းထဲထားရာခေါင်းဒလာကြီးဖြစ်ပါတယ်။ တူရခမန်ဟာလူသားခက်ကပီးရင်ဖြစ်ပြီး1922မှာအင်္ဂလန်သားရှီအောင်သူရဒနာပညာရှင်ဟောင်းဝတ်ကာတာခုနှစ်နှစ်ကြာကျိုးပန်းရှောက်ခွင့်မှုကြောင့်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီးတူဖို့သူဆက်ဆက်အကြောင်းမျိုးနဲ့ထူးဆန်းအသေးဆုံးသွားတဲ့အတွက်ကျင်းစာတဲ့ကောင်တလာဖြစ်ဒဏ္ဍာရီသဖွဲ့ကျင်းရင်နေတာဖြစ်ပါလေ။နောက်သတင်းတပုတ်ပြောချင်ပါလေ။ကမ္ဘာပေါ်မှာတတန်းကြဆုံးကြောက်သားပကြီတွေကိုအော်စတြေးလျနိုင်ငံမြောက်ပိုင်းကွတ်စ်လန်ပြည်နယ်ရှိကိတ်ရော့မှာတွေ့ရှိခဲ့တယ်လို့သိရပါလေ။ ဒီပကြီးတွေကိုအန်ကာနာရာဒေသခံတိုင်းရင်းသားတွေကနှစ်ပေါင်း3500ခန်းလောက်ကဖန်တီးခဲ့ပြီး1950ပြည့်လွန်နှစ်တည်းအထိလူမသိဘဲနဲ့တိမ်မြုပ်နေခဲ့ပါလေခုကဒီမကြီးတွေဟာဂျိုဝါလာဘီနာဘုရှ်ကန်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါလေရောဘတ်ရှီယာဆိုရာပုံတွေကိုအဓိကအဖြစ်သွေးနီအောင်နဲ့တန်ရဲအမှုန့်ကိုသုံးပြီးရေးဆွဲခြင်းဖြစ်တဲ့ဆိုပါလေဒီဆိုးသည့်ဟာတဲเจ้าနဲ့ပြီးတိုင်းဆွေးမြေ့တော့လို့ပကြီးတွေဟာ2000ပေါင်းချီ တည်မြဲခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပုံတွေကတော်တော်လေးထူးဆန်းနေပါတယ်ကျွမ်းကျင်သူတွေကဒေသခံတိုင်းရင်းသားတွေဟာအော်စတြေးလျကိုလွန်ခဲ့တဲ့နှစ်ပေါင်း9000ကနေ1000ကျားရောက်လာတယ်လို့အရင်ကယုံကြည်ကြောင်းနောက်ပိုင်းမှာဒီခံမဲ့ချက်ကိုနှစ်ပေါင်း9000မှ8000ကျားလို့ပြင်ဆင်ပြီးအခုကမှနှစ်ပေါင်း2သိန်းခွဲမှ9သိန်းခန့်လောက်ရှိပြီလို့ခန့်မှန်းထားပါတယ်ဒီဝိင်္ဂလာနဲ့ကတော့မရှင်းအောင်သူတွေကပညာရှင်တွေကဂျိုဝါလာဘီနာနီးမှရှိတဲ့နေရာတခုလေ့လာရဒီနေရာကနှစ်ပေါင်း၄000မှ6000အရင်ကဘာသာရေးခန်းထားတဲ့အုံပြုကြံတွေ့ရပါတယ် ပေမဲ့ပြင်းနဲ့လည်းမိုးအောင်ရေရှားမှုကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း3200လောက်ကဆွန့်ပစ်ခံရပြီးနောက်နှစ်ပေါင်း12000ကျော်လောက်မှပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီပုံတွေမှာပါတဲ့ပကြီတွေကတော့တော်တော်လေးကိုထူးဆန်းပါတယ်လက်ငါးကြောင်းပါတဲ့အတွက်လူလို့ပဲယူဆရမလားဒါပြင်အင်ဂျင်မွေထားဖို့လိုပဲယူဆရမလားဂျိုးသားတွေလိုပဲယူဆရမလားအမြင်မျိုးနဲ့ကွဲပြားနေတာပဲဖြစ်ပါတယ်အီလိုမတ်စ်ကိုတက်စလာက လက်လွတ်ရတော့မလားမေးခွန်းတွေရှိနေပါလေကမ္ဘာတံမိုးကြီးဆုံး CEO တယောက်ကို Tesla ဆက်ဆွဲထားနိုင်ပါမလားမေးခွန်းတွေရှိလာပါလေ Tesla က Elon Musk နဲ့ဒေါ်လာ1 trillion လောက်ခန်းစားခွင့်ပေးဖို့လုပ်နေပါလေ Elon Musk က Tesla ကိုတတ်မှတ်ထားတဲ့ပန်းတန်ရရောက်ဦးဆောင်နိုင်ရဒေါ်လာ1 trillion စုကြည့်ပေးမှာပါ now စနေကြောင့် Tesla ရေမတ်တဲ့အော်မီ Elon Musk လည်းကမ္ဘာပထမဆုံး trillion နာဖြစ်လာပါမယ်။သူ့ချမ်းသာမှုကိုဘယ်သူမှမရှင်နိုင်တဲ့ခြေအနေဖြစ်လာပါမယ်။ သူလိုချင်တဲ့ voting power လည်းရမယ် Tesla ဘုတ်ခွက်လည်း Elon Musk ကိုဒေါ်လာ1 trillion ပေးမဲ့ကိစ္စအားတက်တယော်ရှိနေပါတယ်ရှယ်ယာရှင်တွေကတော့ Tesla ဘုတ်ခွက်ကဒီ season တည်ပြဖို့ဖိအားပေးနေပါတယ် Elon Musk မရှိရင်တော့ Tesla လည်းကျိုပြတ်သွားနိုင်တယ်လို့ရှယ်ယာရှင်တွေကစိတ်ပူနေပါတယ်ဒေါ်လာ1 trillion စုကြည့်ပေးမဲ့ season ပြည့်ရင် Tesla ကို Elon Musk တယောက်စွန့်ခွာသွားနိုင်တယ်ဆိုတာမျိုးထိပ်ပြောထားပါတယ် ပြဒနာကတက်စလာမှာအဓိကရှယ်ယာရှင်တို့ဖြစ်တဲ့နော်ဝေးဘန်ရင်းမြုပ်နယ်မှုစီမံခန့်ခွဲရေးကဒါကိုလုံးဝလက်မခံပါဘူး။ကမ္ဘာအကြီးဆုံးအစိုးရပိုင်းဒဏ္ဍာရီမှုငွေပေါ်ကြီးတို့ဖြစ်တဲ့ NBIM က Illumus ကိုဒေါ်လာ1 trillion စုကြည့်ပြီးတာကန့်ကွက်တယ်လို့ပြောပါတယ်။ NBIM ကဒေါ်လာ1 trillion ရေပုံငွေရှိတဲ့အဖွဲ့အစည်းဖြစ်ပြီးတက်စလာမှာစုရှယ်ယာ1.14%ကျင်းထားပါတယ်။ဒါကဒေါ်လာ17.69 billion ပေါ်ရှိပါတယ်။တခြား Nvidia, Microsoft, Apple, Amazon, Alphabet, Meta ဘရော့ကွန်ဘတ်ရှိုင်းဟာဒါဝင်းနဲ့ JB Morgan Chase ကိုလိုကမ္ဘာနီကြီးတွေမှာတော့မှ NBIM ကဘီလီယံဆယ်ကြီးတန်းတန်းရှယ်ယာတွေပိုင်ထားတာပါ NBIM ဟာအရင်ကလည်း Elon Musk ရမယ်ဒေါ်လာ56ဘီလီယံနဲ့လာဆက်သဘောတူညီချက်ကိုစတင်ပြုပါတယ်။ NBIM ကပြန်ရွေးကောက်ဖို့စီစဉ်ထားတဲ့ Tesla Director 3ဦးထဲက Kathleen Wilson Thompson နဲ့ Ira Arnold Priest တို့နှစ်ဦးကိုစတင်မဲ့ပေးမယ်လို့ပြောထားပါတယ်။ တက်စလာပုတ်ဖက်ရဲ့ဒေါ်လာ1 trillion နဲ့ရောကြီးကိုလည်းပယ်ချတာ NBIM တခုတည်းတည်းမဟုတ်ပါဘူးပြီးခဲ့တဲ့လကလည်းအမေရိကန်လူထုမှသမဂ္ဂနဲ့ corporate အစိုးရဖွဲ့တွေပူးပေါင်းထားတဲ့ Take Back Tesla campaign နဲ့ Elon Musk ကို no vote လို့ပို့လွန်ဆိုတာလည်းရှိပါတယ်ဒေါ်လာ10ဈေးကွက်ကျော် pre-market trade မှာ Tesla share က2.5%ကျနေပါတယ် Elon Musk အတွက်လောက်ခခံစားဝယ် package ကို normal ချောင်းနေမှာရင်းနှီးမြှုပ်နှံသူတွေမဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်ဒီနေ့ပါ Elon Musk Tesla မှာဆက်ရှိမလားထွက်တော့မလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်